ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာဒုက္ခသည်6000ကျော်ရှိနေပြီးမြို့သူမြို့သားတွေကလည်းစားနပ်ရိက္ခာပြက်လက်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဥအောင်ကျော်စောသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကမိုးတိထန်စွာရသွန်းလာကြောင်းဟာခါမြို့ပေါ်ကရက်ွက်တွေနဲ့နီးနားကကျွေးရတွေမှာမြေတွေပြိုပြီးနေအိမ်တွေပျက်စီးခဲ့ပါတယ်။နေအိမ်တွေပျက်စီးတာအပြင်ဟာခါမြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေဖြစ်တဲ့ကလေးဟာခါလမ်းပိုင်းနဲ့ ဟာခကံကောလမ်းမိုင်းနှစ်ခုလုံးပျက်စီးသွားတာကြောင့်မြို့ပေါ်မှာစားနပ်ရိက္ခာပြတ်တောက်တော့မှာလည်းဖြစ်ပါတယ်အခုကတမျိုးပေါ်လုံးအလိုလိုပေါ့အာစားစရာပြတ်မလို့လို့ဖြစ်နေပြီရက်ကတိုင်းရလေဘာဖြစ်လို့လဲဆိုတော့မိုးရွာတာတော့ဟိုတပတ်လောက်ပေါ့အဲ့ဒီမိုးရွာတညတရက်နှရက်လောက်ရွာတဲ့အချိန်မှာလာကံကောဖက်လက်ပြတ်တယ်ဖလမ်ဖက်လက်ပြတ်တယ်ကလေးမျိုးဖက်လက်ပြတ်တယ်ဆိုတော့တော့စားနေရဟာခမှာရောက်တဲ့စားနေမလောက်တော့ဘူး အရာကြောင့်အခုဟာလေဆန်ဆန်မရှိလို့အဲဆန်မရှိလို့အဲစားစရာမရှိလို့ဒုက္ခတွေဒုက္ခပေါ့နော်အိမ်ပြိုတဲ့ဒုက္ခတွေရာမြို့ပေါ်ကစာတင်ကြောင်းနေနဲ့ဖျားရှိကိုကြောင်းနေမှာခိုလုံနေရတာလည်းဖြစ်ပါတယ်မြေပြိုတာကြောင့်အိမ်ပျက်စီးသွားတဲ့အိမ်မန်ရှင်တူကတော့အပျက်စီးတွေကိုသူကိုယ်တိုင်ရှင်းလင်းနေရပါတယ်ခုလောလောဆယ်ကတော့ဘာမှမရတဲ့ဘူးခုလောလောဆယ်ကတော့ဒါပဲလမ်းထေပေးတယ်ပြီးတော့ဟိုပါလဲ လူဒီတော့ကိုင်ကြီးကိုင်ကြီးမလို့တော့ပြောတာပဲဒါမဲ့ခုလုံးလုံးဆယ်တော့ပါမရသေးဘူးပြီးတော့ချက်ချင်းကြီးကနေပြီးတော့ပါလဲမူကာရဲ့ပြီးတော့ဘောင်းဘောင်းဘီလာအဲ့ဒါရတူရဲ့အဲ့ဒါလည်းဒီဟောပဲလိုက်ပါလဲဟာခါမျိုးပေါ်မှာရက်ွက်6ခုရှိပြီးပြီးတော့ဒါမြူဟောင်းရက်ွက်ဈေးတစ်နဲ့ကြော်ဘုတ်ရက်ွက်တွေကတော့အင်ဂျီအများဆုံးပြိုကျတာဖြစ်ပြီးဟာခါမျိုးအနီးနားကကျွေးရတွေဖြစ်တဲ့ခွာဘဲရွာ ဘရုတ်သေးရွာနဲ့မန်နူးရွာတွေမှာလည်းတရွာလုံးနီးပါးပျက်စီးခဲ့ပါတယ်။အာကဖာကနေစုကန်ဟူခန်နင်းကန်တောလုံးတင်မကားကန်ဟူခန်စမရပြည်လာတော့ငါဘာမှမလာဘူးဒီစကန်ကလူတွေကတော့ထမင်းတွေကျွေးတယ်အုတ်တွေလည်းပေးပါတယ်ဒါပေမဲ့အခုချင်းတိဘာမှအဆင်ပြေတာတော့မပြေရှိပါမလဲအဲ့ဒီဂျုံဂျိုင်းပုတ်တဲ့အန်မနီအန်ကန်ဆုံဂျူလိုင်လ29ရက်နေ့ကစတင်တဲ့မြေပြင်မှုတွေကြောင်း ိမ်ပျက်စီးဆုံးရှုံးမှုတွေကတော့ဒီကနေ့ဩဂုတ်လ9ရက်နေ့ထိဟာခါမျိုးပေါ်မှာအင်ဂျီပေါင်း619လုံးရှိပြီးကျေးရွာတွေမှာတော့အင်ဂျီ100ကျော်ရှိတယ်လို့ဟာခါကယ်ဆယ်ရေးကော်မတီရဲ့စီးရင်စရာတွေကသိရပါတယ်ကျွန်တော်အောင်ကျော်သောပါ